မနက်စောစောမှာဖြစ်ပါတယ်။စောင်းရသည်ရဲ့အေးဒဏ်စီးကြလို့နေပါတယ်။နင်းနေတဖွဲ့ဖွဲ့ကြပြီးတော့လေအေးတွေလည်းတိုက်ခတ်နေခဲ့ပါတယ်။အဲလိုမျိုးချမ်းရင်လာတဲ့အေးဒဏ်ကိုအန်တုနိုင်ရဲ့လူတွေကမီးလုံနေကြပါတယ်။ဤသို့ချမ်းရင်လာတဲ့မနက်ခင်မှာရွာလူကြီးဥဆန်လာတယောက်ကအလုရှုံနေခဲ့ပါတယ်။ကဲမြတ်မောင်တရားနဲ့သာဖြေပါကွာ။ဒူလည်းတနေ့တော့သေရမှာပါ။ရွာလူကြီးဥဆန်လာရဲ့အားပေးစကားကြောင့်သမီးဖြစ်သူရဲ့အလောင်းပေးမှာငိုနေတဲ့ဥမြမောင်တယောက်အနှဲငယ်စိတ်သက်သာရာရသွားခဲ့ပါတယ်။ဥမြမောင်ကလည်းမျက်ရည်စားတွေကိုအဝတ်နဲ့တုပ်ပြီးတော့တကြီးကိုပြန်ပြောလိုက်ပါတယ်။တကြီးဟာ ကျုပ်သမီးလေးကဘာကြောင့်ဒုက္ခမှမရှိပဲနဲ့သူ့ကိုယ်သူတက်သေးသွားတာကိုကျုပ်ဖြစ်မစင်နိုင်ဖြစ်နေတာပါဗျာ။ဦးမြတ်မောင်ရဲ့လေတံကဝမ်းနဲ့တန်နေပါနေကြောင်းဥဆန်လာတယောက်တရီထားလိုက်မိပါရယ်။အရင်နောက်မှာတော့ရွာလူကြီးကအိမ်ရောက်မှရှိတဲ့လူငယ်တွေကိုစကားလမ်းပြောလိုက်ပါရယ်။အိမ်ရောက်ကဇော်ရီတို့ဖွဲ့အလောင်းကိုအခေါင်းနဲ့သွင်းတော့လေရွာလူကြီးဥဆန်လာရဲ့စကားကြောင့်လူငယ်၄ဦးခန့်ကအိမ်မော်ကိုတက်လာပြီးတော့အလောင်းကိုမလိုက်ကြပါရယ်။အတူပါလောက်ကန်ပြီးစီးသွားတဲ့အခါတကြီးဥဆန်လာတယောက်အိမ်ရောက်ကိုဆင်းလာခဲ့ပါရယ်။မြတ်မောင်ငါပြန်တော့မယ်ကွာ။မင်းခိုင်းစရာရှိလို့ရှိရင်ဇော်ရီတို့ဖွဲ့ကိုခိုင်း အာမနာနဲ့ကွာတွေ့ရတဲ့သားတွေပဲဟုတ်ပြီလားအခုလိုမျိုးအဆက်ဆက်ရရအကူညီလောက်ကန်ပြီလို့ကျေးဇူးတင်ပါတယ်တကြီးဟာဦးမြတ်မောင်တယောက်တကြီးဦးဆန်လာကိုအဲ့လိုပြောရင်လည်းမျက်ရည်တွေစီးကြလာပြမှာတယ်တကြီးဦးဆန်လာကလည်းအလောင်းထဲထားတဲ့အကောင်ကြီးကိုမျက်စိနဲ့မကြခဏဝေဝဲကြည့်လိုက်ပါတယ်ပြီးတဲ့နောက်မှာတော့မနစ်မြိုတဲ့မျက်နှာနဲ့သူ့ရဲ့အိမ်ကိုပြန်လဲရှောက်လန်းလာခဲ့လိုက်ပါတယ်ဦးဆန်လာကလည်းသူ့ရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ကျွန်းကလထိုင်တစ်လုံးပေါ်မှာခြေပြက်လက်ပြက်ထိုင်ချလိုက်ပါတယ်အဲ့လိုထိုင်နေပေမဲ့လည်းများစွာသောအတွေ့တွေကဦးဆန်လာရဲ့ခေါင်းထဲမှာရောရှက်နေခဲ့ပါတယ် ထို့နောက်မှာတော့ဦးဆန်လာကလည်းတပ်ပြင်းရှည်ကြီးတစ်ချက်ကိုမုတ်ထုတ်လိုက်ပြီးတော့ရှေ့မှာရှိနေတဲ့ရင်နွေးကြက်တစ်ခွက်ကိုငှဲ့တောက်လိုက်ပါတယ်။မကြမီဦးဆန်လာကလည်းများစွာသောအတွေ့အကြုံနဲ့အိပ်ပျော်သွားပါတယ်။အဲဒီလိုမျိုးအိပ်ပျော်နေရကနေမကြမီဦးဆန်လာတယောက်ပြန်လည်နိုးထလာခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့ဘေးပတ်ဝန်းကျင်ကိုမျက်လုံးနဲ့ကြည့်ပြီးတော့ရေချိုးရန်ပြင်လိုက်ပါတယ်။ညမောင်တို့ကပတ်ဝန်းကျင်တစ်ခုလုံးကိုကြီးစိုးလာခဲ့ပါတယ်။ထို့အချိန်မှာဦးဆန်လာတယောက်လက်နှိပ်တက်မိနဲ့အာတုပအိမ်ကိုရှောက်လန်းလာခဲ့တာပါ။ ရွာလေလမ်းတစ်လျှောက်မှာပိုးကောင်ငယ်တွေအော်တန်မှတ်တပါမိသည့်တန်ကိုမှမကြရပါဘူးဦးဇန်လာကလည်းအတုပိုင်ကိုရောက်တဲ့အခါမှာတော့အင်မတန်ဆိုးဝါးလာတဲ့အပုတ်နဲ့တကူနှာခေါင်းအတွင်းကိုတိုးဝင်လာတာကိုရိပ်စားမိလိုက်ပါတယ်ခြံရှိမှရှိတဲ့မြေကွက်လက်ပေါ်မှာလေးတိုင်စင်နဲ့တင်ထားတဲ့နင်းနေရဲ့အခောင်းကြီးကိုထင်ထင်ရှားရှားမြင်နေရပါတယ်ဦးဇန်လာရဲ့စိတ်ထဲမှာလည်းအခောင်းကြီးရဲ့အဖုံကအနှဲငယ်ဖွင့်နေတဲ့အောင်တရိပ်ထားလိုက်မိပါတယ်အဲ့ဒီအချိန်ဦးဇန်လာကိုဦးမြမောင်ကလမ်းခေါ်လိုက်ပါတယ်တကြီးဦးဇန်လာတော့ရောက်လာပြီလားဗျလာဗျာအေကန်းနဲ့ဟုတ်လား ဦးမြမောင်လည်းတကြီးဦးဆန်လာကိုစီးကြိုပြီးတော့နှုတ်ဆက်လိုက်ပါတယ်ဦးဆန်လာကလည်းကြံတဲ့ရွာသားတွေနဲ့အတူထွေရလေးပါစကားပြောနေလိုက်ပါတယ်တချက်တချက်အိမ်ရောက်ဘက်မှာဖဲကစားနေကြတဲ့လူတွေရဲ့ဆဲရီတိုင်းထွာတဲ့နေကိုအတိုင်းသားတော့ကြားနေရပါတယ်စင်နာရီခန့်အချိန်ကိုရောက်တဲ့အခါမှာတော့ရွာသားတချို့ကသူတို့ရဲ့နေအိမ်ကိုပြန်သွားကြပါတယ်အိမ်ပေါ်မှာတော့ရွာလူကြီးဦးဆန်လာပါဝင်စကားပြောနေကြတဲ့ရွာသား၄ဦးခန့်သာရှိပါတော့တယ် အိမ်နောက်ဘက်မှာလည်းဖဲကစားနေကြတဲ့လူများရဲ့စကားသံတွေကတိတ်မကြရတော့ပါဘူး။အဲဒီအချိန်မှာပဲအိမ်နောက်ဘက်ကလူတူဦးရဲ့အော်တန်ကိုကြားလိုက်ရပါတယ်။ရွာသားတွေကလည်းအတန်ကြားရနေရစီကိုအတင်းပြေးပြီးတော့သွားကြပါတယ်။ အိမ်နောက်ကိုရောက်တဲ့အခါမှာတော့ကြောက်ပါတဲ့ကဲပေါင်းများကျုပ်ကိုအိမ်ပြန်ပို့ပေးပါဆိုပြီးတော့အကြောက်လုံကဤစကားတွေကိုအတန်တန်ပြောနေတဲ့အရက်သမားကြော်ကြီးကိုဆန်လာတို့လူစုတွေ့လိုက်ရပါတယ်။ကြောက်ပါတယ်ဗျာ။ကဲကြပါဦး။ကျုပ်ကိုအိမ်ပြန်ပို့ပေးပါဗျာ။ကျုပ်ကိုခုချက်ချင်းအိမ်ပြန်ပို့ပေးကြပါ။ကြောက်လုံးနာကြောင့်အဲ့ဒီစကားတွေကိုသာအတန်တန်ပြောနေတဲ့အရက်သမားကြော်ကြီးကိုဦးဆန်လာတို့လူစုတွေ့လိုက်ရပါတယ်။ဤသို့စုရုံစုရုံဖြစ်နေချိန်မှာပဲဦးဆန်လာတရားမေးလိုက်ပါတယ်။ဟိုကောင်ကြော်ကြီးမေးပါမြင်လို့ဒလောက်တောင်ကြောက်နေရလဲကွာ။တကြီးဦးဆန်လာကအရက်သမားကြော်ကြီးကိုမေးလိုက်တာဖြစ်ပါတယ်။ ကျုပ်အရက်တော့ပြီးလို့နောက်ဖေးကိုသွားတော့ဒီနားလေးမှာသပင်အရှင်နဲ့မိန်ကလေးတူငိုနေရတွေ့တယ်ဗျာအရက်သမားကျော်ကြီးရဲ့စကားကိုတကြီးဥဆန်လာပါဝင်တရွာလုံးကငြိမ်သက်စွာနားထောင်နေကြပါတယ်ကျွိမင်းတွေ့တဲ့မိန်ကလေးကဘယ်သူလဲကွာလူဟုတ်ရားတဲ့ကနေရွာသားတူကစိတ်မရှိတဲ့ဟန်နဲ့လက်မိတ်လိုက်ပါတယ်ကျုပ်ကျုပ်တွေ့တဲ့မိန်ကလေးကနှင်းနေဗျာ အဲ့ဒီခါမှာတော့နားထောင်နေတဲ့တရွာလုံးကတိတ်ဆိတ်သွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲခြံရဲ့ရှေ့ဘက်မှာရှိတဲ့အလောင်းစင်ဘက်ကနေဝုန်းဆိုတဲ့ပြူလဲတံတစ်ခုကိုကြားလိုက်ကြရပါတယ်။ရွာသားတွေကလည်းအတန်ကြာရစီကိုပြေးပြီးတော့တွေ့ကြည့်ကြပါတယ်။အဲ့ဒီနောက်မှာတော့မြင်လဲရတဲ့မြင်ကွင်းကြောင့်အားလုံးကပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်။ဟမ် ရွာသားတွေရဲ့နှုတ်ကအဲ့လိုပင်ရေရွေးရင်းနဲ့တယောက်တစ်ပေါက်တီးလို့ပြောဆိုတဲ့နဲ့ကျဲလောင်စွာထွက်ပေါ်လာခဲ့ပါတော့တယ်။ဒါကဘလို့ဖြစ်ရလဲကွာ။အလောင်းတင်တဲ့လေးတိုင်စင်လေးကိုတော့တေချာမဆောက်ကြဘူးလားကွာ။တကြီးဦးဆန်လားစိတ်ဆိုးမှန်ဆိုးနဲ့ရွာသားတွေကိုပြောလိုက်တာပါ။ဟာတကြီးရလဲဗျာကျုပ်တို့အလောင်းစင်ကိုတေချာဆောက်ထားတာပါဗျာ။အခုဟာတစုံတူဦးကအလောင်းစင်ကိုရိုက်ချိုးသွားတဲ့ပုံစံမျိုးဗျာ။ရွာသူရွာသားတွေကလည်းတအုံနဲ့တူသူတို့ရဲ့ထင်မြင်ချက်တွေကိုပြောနေကြပါတယ်။အဲဒီအခါမှာဦးဆန်လားကလည်းရွာသားတွေကိုစကားဆလိုက်ပါတယ်။ကဲကဲအားလုံးပဲတိတ်ကြတော့ကွာ။ ဘာမှပြောမနေကြနဲ့တော့အလောင်းကိုအခေါင်းထဲကိုပြန်ထည့်ပြီးတော့လေးတိုင်စင်ကိုတေချာပြန်ဆောက်ကြ။တကြီးဥဆန်လာရွာသားတွေကိုအဲ့လိုပြောပြီးတော့ဦးမြမောင်စီကိုရှောက်လန်းလာခဲ့လိုက်ပါတယ်။ကဲမြမောင်ခုလိုဖြစ်သွားတာမြမလူမျိုးတွေရဲ့အယူဝါဒအရတော့မကောင်းဘူးပေါ့ကွာ။ဦးမြမောင်ကလည်းတကြီးရဲ့စကားကိုနားထောင်ပြီးတော့ဝမ်းနေတဲ့လေတန်နဲ့ပြန်ပြောလိုက်ပါတယ်။တကြီးဟာဖြစ်ပြီးမှတော့လေဘာပြောလို့ရတော့မှလဲဗျာ။ကောင်းပါပြီမြမောင်ကြီး။ ကျုပ်လည်းအိမ်ပြန်တော့မယ်ဗျာဦးဇန်လာကဦးမြမောင်အဲ့လိုပြောဆိုပြီးတော့မိမိအိမ်ရှိရာကိုရှောက်လန်းသွားခဲ့ပါတယ်အိမ်မော်ကဦးဇန်လာရောက်တဲ့အခါမှာအိပ်ပျော်နေတဲ့ဇနီးတဲ့ဖြစ်သူကိုမြင်လဲရပါတယ်ဦးဇန်လာတယောက်ခေါင်းမော်ကိုအသာလဲချလိုက်ပြီးတော့တစုံတူကိုမသိစိတ်ကနေကြောက်လန့်နေမိပါတယ်ထို့နောက်မှာတော့မကြခင်မှာပဲအိပ်ပျော်သွားခဲ့ပါတယ်လေဒီကတဟူးတိုက်ခတ်ပြီးတော့လရောင်အနေငယ်ရနေတဲ့ခြံဝိုင်းတစ်ခုအတွင်ကိုဦးဇန်လာရောက်ရှိနေရပါထို့နောက်မှာတော့ဦးဆန်လာကလည်းရှေ့ကိုအနေငယ်လောက်ရှောက်လန်းလာတဲ့အခါမှာတော့မီးရောင်နှဲငယ်လင်းထိန်နေတဲ့အိမ်တလုံးကိုတွေ့လိုက်ရပါတယ် ဤကဲ့သို့မိအောင်နိုင်ငံလင်းထိန်နေတဲ့အိမ်ကိုဥဆန်လာရဲ့စိတ်ထဲမှာအနှဲငယ်တိနေတဲ့အောင်ခံစားမိပါတယ်။အိမ်မော်ကိုဥဆန်လာတယောက်ဟာဟိုကြည့်တီကြီးနဲ့တက်လာပြီးတဲ့နောက်မှာတော့မင်းမပြိုလေးတူကိုတွေ့လိုက်ရပါတယ်။ဤမင်းမပြိုလေးကနောက်ကျောပေးပြီးတော့ထိုင်နေတာကိုဥဆန်လာတယောက်မြင်လဲရပါတယ်။မင်းမပြိုရဲ့ဆန်ရွယ်တွေကဥဆန်လာရဲ့ရှေ့ကိုတဖြည်းဖြည်းချင်းရောက်ရှိလာခဲ့ပါတယ်။ဥဆန်လာကလည်းမင်းမပြိုလေးရဲ့အနီကိုအနှဲငယ်တိုးကပ်လိုက်ပါတယ်။ဤအချိန်မှာပဲမင်းမပြိုလေးကသူ့ရဲ့မျက်နှာကိုဥဆန်လာရဲ့ရှေ့ဘက်ကိုလှည့်လာပါတယ်။အဲဒီအခါဥဆန်လာကလည်းအတော်ပင်ကြောက်လန့်သွားခဲ့ပါတယ်။နင်းနင်းနင်းမသေးသေးဘူးလား။ ဥဆန်လာကကြောက်လန့်နေတဲ့လေတံနဲ့ပဲမိမက်ပြိုလေးကိုမေးလိုက်တာပါအဲဒီအခါမှာမိမက်ပြိုလေးကဥဆန်လာကိုအညိုကြီးတဲ့မျက်ဝန်းနဲ့ကြည့်ပြီးတော့ပြန်ပြောလိုက်ပါတယ်လူယုံမာကြီးအခုတော့ကြောက်နေပြီလားဟမ်မိမက်ပြိုလေးရဲ့အတန်ဟာမဲမောင်နေတဲ့ပတ်ဝန်းကျင်ကိုပြန့်နှံ့သွားခဲ့ပါတယ်မဟုတ်ဘူးမဟုတ်ဘူးနော်နင့်ကငါမစော်ကားဘူးငါ့ကိုခွလွတ်ပါဟာငါ့ငါ့ကိုခွလွတ်ပါနော်မိမက်ပြိုကဥဆန်လာရဲ့တောင်းမန်စကားကိုအရေးမဆိုင်ပါဘူး။အရင်နောက်မှာတော့မိမက်ပြိုရဲ့ခြုံထက်နေတဲ့လက်နှစ်ဖက်ကဥဆန်လာရဲ့လက်ဘေးမော်ကိုရောက်ရှိလာခဲ့ပါတယ်။ ထိုကမှာပဲဥဆန်လာကလည်းရုံးကန်နေပါရယ်ဥဆန်လာတရားရုံးကန်ပေမဲ့လည်းမရပါဘူးသူရဲ့ခြေလက်တွေကိုဒဇုံတူကချုံနှောင်ထားတယ်လို့ခန်းစားနေရပါရယ်အရင်နောက်မှာတော့နှုတ်ကနေပြီးတော့အော်ဟစ်နေပေမဲ့လည်းအတန်ကတော့ထွက်မလာခဲ့ပါဘူးငေါ့မတက်ပါနဲ့ဟာငေါ့မတက်ပါနဲ့ဥဆန်လာရဲ့အော်တန်ကြောင့်ဘေးနားမှာအိတ်နေတဲ့သူ့ရဲ့ဇနီးကလန်နိုးသွားခဲ့ပါရယ်အရင်ခါမှာပဲဇနီးတဲ့ဖြစ်သူကဥဆန်လာကိုမေးလိုက်ပါရယ်ယောက်ျားယောက်ျားဘာကြီးအော်နေရလဲယောက်ျားဟမ်အော်ဘာဘာမဟုတ်ပါဘူးမိမရယ်အိတ်နေနေရောင်သွားလို့ပါ ဦးဆန်လာကဇနီးဖြစ်သူကိုအဲ့လိုပြောပြီးတော့ဇောကျွေးတွေပြန်နေခဲ့ပါတယ်အရင်နောက်မှာတော့တောက်ရည်ဦးစဉ်ရှီယာစီကိုရှောင်းလန်းသွားလိုက်ပြီးတော့ရေတစ်ခွက်ကိုခတ်တောက်လိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့ပြန်အိပ်ပင်မဲ့လည်းအိတ်လို့တော့မပြောတော့ပါဘူး။စိတ်ထဲမှာကြောက်လန့်စိတ်တွေသာကြီးစိုးနေခဲ့ပါတယ်။ မနက်ခင်းမိုးလင်းတဲ့အခါမှာတော့ဦးဆန်လာတယောက်အိယာကထပြီးတော့မနက်စာစားရင်ပြင်လိုက်ပါတယ်သူ့ဘော်ကိုစင်းနေတဲ့ကြတဲ့ငါလွယ်ပြီးဘာမှမကြားရတာကြောင့်ဦးဆန်လာတယောက်အတုပအိမ်ကိုရှောက်လန်းလာခဲ့လိုက်ပါတယ်အတုပအိမ်ကိုဦးဆန်လာရောက်တဲ့အခါမှာတော့လောက်ကင်ဆောင်ရွက်နေတဲ့ရွာသူရွာသားတွေကိုတွေ့ရပါတယ်ဦးဆန်လာတယောက်ခြံထဲကိုရောက်တာနဲ့ပဲဘေးကအရေးတစ်ခုဖြတ်သွားတာကိုမြင်လဲရပါတယ်ဦးမြမောင်ကလည်းတကြီးကိုမြင်တဲ့အခါမှာလန်းခေါ်လိုက်ပါတယ်တကြီးအိမ်မော်တက်လေဗျာအိမ်ပေါက်ဝိုင်မှာဘာလို့ရက်နေရလဲဗျာဦးမြမောင်ကအိမ်ရှိကန်းအနေထိုင်ကလန်းပြောလိုက်တာပါ ဘာမှမဖြစ်ပါဘူးဗျာကျုပ်လည်းနေသိမကောင်းကျင်လို့ပါဦးဆန်လာအမူအရာမပြတ်အဲ့ဒီလိုပြောဆိုပြီးတော့အိမ်မော်ကိုတက်လာခဲ့လိုက်ပါတယ်ဦးဆန်လာနဲ့ဦးမြမောင်တို့နှစ်ဦးကစကားလက်ဆုံကြနေချိန်မှာပဲအောက်ကနေလူတဦးရဲ့ခေါ်တံကိုကြားလိုက်ရပါတယ်ဦးမြမောင်အိမ်အောင်လေးကိုခဏဆင်းလာခဲ့ပါအောင်ဗျာတိုင်ပင်စရာလေးရှိလို့ဩအေးအေးလာပြီလာပြီကွာတော့ခဏ ဦးမြတ်မောင်ကလည်းအဲ့လိုပြောဆိုပြီးတော့အင်အားကိုဆင်းသွားခဲ့ပါတယ်ထို့နောက်မှာပဲဦးဆန်လာရဲ့အိမ်ပေါ်မှာထိုင်နေတဲ့အချိန်မှာတေဆုံသွားတဲ့နှင်းနှင်းရဲ့အိတ်ခန်းဘက်ကနေငိုတန်တက်တက်ကိုကြားလိုက်ရပါတယ်ငိုတန်ကတဖြည်းဖြည်းကျေလောင်လာတဲ့အခါမှာတော့အိတ်ခန်းရှိရာသို့ဦးဆန်လာဟာလမ်းလျှောက်လာခဲ့လိုက်ပါတယ်ခါဟာဖြစ်နေတဲ့အိတ်ခန်းတကားကိုဦးဆန်လာတွန်းဖွင့်လိုက်တဲ့အခါမှာတော့ကြောက်စရာကောင်းတဲ့မြင်ကွင်းကိုမြင်လဲရပါတယ်ဦးဆန်လာမြင်လဲရတဲ့မြင်ကွင်းဟာနတ်မောင်နေတဲ့စံကေတာများနဲ့ထိုင်ငုံနေတဲ့မိန်းကလေးတအုပ်ပါဦးဆန်လာတယောက်ကြောက်စိတ်တွေနဲ့အတူဇော်ကျွေးတွေလည်းပြန်လာပါတယ် အဲ့ဒီအချိန်မှာပဲငုံနေတဲ့မင်းကလေးကခေါင်းထောင်ကြည့်လာပြီးတော့ဥဆန်လာကိုဒေါသတကြီးမျက်လုံးနဲ့စိုက်ကြည့်နေပါတယ်။နင်းနေနေကတေတေပြီးသွားပြီမဟုတ်ဘူးလား။ငါငါမားခဲ့တဲ့အမိုက်တူကငါ့ကိုခွင့်လွတ်ပါဟာ။ငါတောင်းမှမာရင်နော်။အဲ့ဒီအခါမှာမိမပြူရဲ့မျက်လုံးကသွေးတွေစီးကျလာခဲ့ပါတယ်။ခွင့်မလွတ်နိုင်ဘူး။နေကငါ့ကိုစော်ကားခဲ့လို့အရှက်ရပြီးငါတေခဲ့ရတာ။နင်းကိုငါတတ်ပြီးမှငါမုံတရားတွေကိုရက်တန်နိုင်မယ်။မိမပြူလေးကအဲ့လိုပြောဆိုပြီးတော့ဥဆန်လာရှိကိုရှောက်လန်းလာခဲ့လိုက်ပါတယ်။ငါ့စီကိုမလာပါနဲ့။ငါ့စီကိုမလာပါနဲ့။ငါကြောက်လို့ပါ။ကဲကြပါဦး။ကဲကြပါဦး။ ဥဆန်လာတယောက်အဲ့ဒီလိုငဲတန်းပအောင်អော်ပြီးတော့သတိမိသွားခဲ့ပါတယ်ဥဆန်လာရဲ့စူးစူးဝဝအော်တန်နေကြောင်းအင်ရောက်ထက်မှာလောက်ကင်နေကြတဲ့ရွာသူရွာသားတွေကပြည့်တက်လာခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့ရွာသားတဦးကသတိမိနေတဲ့ဥဆန်လာကိုထမ်းခေါ်လာပြီးတော့အိမ်ရှိကိုပို့ထားလိုက်ပါတယ်ကြောက်တယ်ကြောက်တယ်ငေါ့မသက်ပါနဲ့ငေါ့မသက်ပါနဲ့ဟာဥဆန်လာကလည်းအဲ့ဒီလိုអော်ဟစ်ပြီးတော့သတိမိနေရကနေနိုးထလာခဲ့ပြန်ပါတယ်ယောက်ျားယောက်ျားသတိထားပါဦးယောက်ျားရဲ့ ဟမ်ငါငါဘယ်ရောက်နေလဲမိမဥစံလာသတိမိနေရကနေနိုးထလာတဲ့အခါမှာဘေးမှာရှိတဲ့ဇနီးကိုမေးလိုက်တာပါကိုရင်ကိုပြန်ရောက်နေတာဗောယောက်ျားရဲ့ဒါနဲ့ရှင်သတိမိနေရတရက်ခွဲတောင်ရှိပြီနော်ဥစံလာကလည်းဇနီးရဲ့စကားကိုနားထောင်ရင်လည်းတခုခုကိုစဉ်းစားမိသွားရတယ်မေးလိုက်ပါတယ် ဒါနဲ့မိမနင်းနင်းအတုပချပေးလားရှင်သတိမိနေတဲ့မနေ့ကနင်းနင်းအတုပကိုချရလေကလေးမလေးကရိုးရိုးတသက်လေးပါဘာဖြစ်လို့ကိုကူကိုအဆုံးစီရင်တော့လည်းမသိပါဘူးတော့ဇနီးဖြစ်သူရဲ့စကားကြောင့်ဥဆန်လာတယောက်ကမျက်နှာပြက်သွားခဲ့ပါတယ်အေးပါမိမရငါလည်းရင်ထဲမှာမကောင်းလို့လှဲလိုက်အောင်ပဲကွာဒါနဲ့နေပေါင်းယောက်ျားရဲ့နင်းနင်းညာသူ့အိမ်မှာအတော်ချောက်တယ်ဆိုပဲဖဲသွားချတဲ့အုံးမြင့်သားပြောလို့ကျမလည်းသိရတာဥဆန်လာရဲ့ဇနီးကအဲ့လိုပြောဆိုပြီးတော့မိဖို့ကြောင့်လည်းဝင်သွားခဲ့ပါတယ်ခဏလောက်ကြာတဲ့အခါမှာတော့ဥဆန်လာစီကစကားသံထွက်ပေါ်လာခဲ့ပါတယ်မိမရင်ငါ့ကိုရင်နှွေးချက်လေးယူလာပေးပါဦးကွာ ။ဦးဇန်လာကမိဖို့ကြောင့်တွဲမှရှိတဲ့သူ့ဇနီးကိုလမ်းပြောလိုက်တာပါ။မိမိုင်ငါခေါ်နေရမကြောက်လားဟာ။ဦးဇန်လာကသူ့ရဲ့ဇနီးကိုလမ်းပြောနေပေမဲ့လည်းဇနီးရဲ့အတန်ကိုပြန်ဖြေတယ်မကြောက်ရပါဘူး။အဲဒါကြောင့်မဲစိတ်တူတူနဲ့ပဲဇနီးရှိရာမိဖို့ကြောင့်အတွင်းကိုလိုက်သွားလိုက်ပါတယ်။ဦးဇန်လာလည်းနောက်ကျောပေးပြီးရက်နေတဲ့မိမဖြစ်သူကိုမြင်လဲရပါတယ်။အဲဒီနောက်မှာတော့ဇနီးသက်ဖြစ်သူကိုလမ်းပြောလိုက်ပါတယ်။မိမငါခေါ်နေဘာလို့မထူးတာလဲဟာ။ဦးဇန်လာကလည်းအဲဒီလိုပြောပြီးတော့ဇနီးဖြစ်သူရဲ့ပခုံးကိုလမ်းကင်လိုက်ပါတယ်။အဲဒီနောက်မှာတော့ရုတ်တရက်မြင်လဲရတဲ့မြင်ကွင်းကြောင့်ဦးဇန်လာရဲ့ခြေလမ်းတွေကနောက်ကိုအနှဲငယ်ဆုပ်သွားလိုက်မိပါတယ်။မိမ နေပါလို့ဝက်သားတွေကိုစိမ်းစားနေရလဲဦးဆက်လာဟာဝက်သွေးများအလင်းလေးပေးကြံနေတဲ့ဇနီးဖြစ်သူကိုကြည့်ပြီးတော့ပြောလိုက်တာပါငါနစ်မိမ့်မမဟုတ်ဘူးနင်းစော်ကားလို့အရှက်ရပြီးတေခဲ့ရတဲ့နင်းနေဟဲ့နင်းနေဟမ်ခွတ်ခွတ်လို့ပါနင်းနေဟဲ့ငါတောင်းမှန်ပါလေဟာနော်ဦးဆက်လာဟာနင်းနေဝင်ပူးနေတဲ့ဇနီးဖြစ်သူကိုကြည့်ပြီးတော့ပြောလိုက်တာပါခွတ်မလွတ်နိုင်ဘူးလူယုံမာကြီးရဲ့ နေုံငါလက်နဲ့သေအောင်တတ်မယ်။အရင်နောက်မှာတော့ဥဆန်လာရဲ့မိမကဘေးမှာရှိတဲ့အသားခုတ်တဲ့ဓမ္မတချောင်းကိုလမ်းယူလိုက်ပါတယ်။အရင်မြင်ကွင်းကိုမြင်လေရတဲ့ဥဆန်လာကလည်းကြောက်လန့်ပြီးတော့အိမ်ရောက်ထက်ကိုပြေးဆင်းသွားခဲ့ရပါတယ်။အဲလိုပြုတ်ကြရာကဥဆန်လာကောင်ကအိမ်တိုင်နဲ့ဆောက်မိပြီးတော့သွေးထွက်လုံကတေဆုံးသွားခဲ့ပါတယ်။ဤအချိန်မှာပဲစူးစူးညံ့ညံ့နဲ့ရွာသူရွာသားတွေကလည်းရောက်ရှိလာခဲ့ကြပါတယ်။ထို့နောက်မှာတော့ရုတ်တရက်မြင်ရတဲ့မြင်ကွင်းကြောင့်ရွာသူရွာသားတွေကမှင်တက်ကုန်ကြပါတယ်။အရင်အချိန်မှာပဲရွာဦးကျောင်းဆရာတော်နဲ့အတူဦးမြမောင်လည်းရောက်ရှိလာခဲ့ပါတယ်။ဆရာတော်ကလည်းနှင်းနှင်းဝင်ပူးနေတဲ့တကြီးမိမကိုမိန့်လိုက်ပါတယ်။တကယ်မကြီး ဘာလို့အညိုးအသေးတွေဒီလောက်များနေရတာလဲကွယ်ဒီလိုပူလောင်လာတဲ့ဘဝကြီးကိုစွန့်ခွာပြီးတော့အေဂျင့်နဲ့ပုံပေါ်ကမလို့ခြင်းဦးလားကွယ်။နင်းနင်းဟာဆရာတော်မိတ်နဲ့စကားကိုနားထောင်ပြီးတော့မျက်ရည်များစီးကျလာခဲ့ပါတယ်။အဲဒီနောက်မှာတော့ဖခင်ဖြစ်သူဦးမြမောင်ဘက်ကိုလဲ့လာပြီးတော့ဝန်နေတဲ့အတန်နဲ့ပြောလိုက်ပါတယ်။အဖေ၊သမီးတို့ဒီလူယုံမာကြီးကမရင်းကျင်ပြီးတော့စော်ကားခဲ့လို့အရှက်ရပြီးတော့သမီးတေခဲ့ရတာပါ။သမီးကိုခွင့်လွှတ်ပါနော်အဖေ။သမီးဖြစ်သူရဲ့စကားကြောင့်ဦးမြမောင်ကလည်းမျက်ရည်တွေပပြင်းတဲ့ကိုစီးကျလာခဲ့ရပါတယ်။ အဖေလည်းသမီးကိုဒီလိုဘัวကြီးမှနေရတာကိုမကြည့်ရပါဘူးကွယ်သမီးလည်းဒီလူယုံမာကြီးကိုလက်စားချေခြင်းလို့မကောင်းတဲ့ဘัวကြီးမှမကျွတ်လွတ်နိုင်မနဲ့ဖြစ်နေတာမှားပါတယ်အဖေရဲ့အေးပါသမီးရဲ့အဖေသမီးလေးဘัวကူးကောင်းမနဲ့ပြန်ဆရာတော်ကိုပြင်ပြီးတော့သမီးတို့ရည်စူးလူလေးလှုပ်ပေးပါမယ်ကွယ်နော်ဦးမြမောင်တယောက်ကလည်းသမီးဖြစ်သူကိုအဲ့လိုပြောဆိုပြီးတော့အားရပါးရငိုချလိုက်ပါတယ်အဖေရဲ့သမီးကိုခွင့်လွတ်ပါနော်သမီးလေးအဖေကိုရောက်ရဘုံဘัวကနေပြီးတော့အမြဲတမ်းသတိရနေမှာပါဘัวချားနေတဲ့တားဖတ်နှစ်ဦးကိုမြင်ရသူဖို့မျက်ရည်ဝဲစရာကောင်းလာပါတယ် ထို့သူပြောဆိုပြီးတဲ့နောက်မှာတော့နှင်းနှင်းဟာတကြီးရဲ့မိမခန္ဓာကိုယ်ကနေထွက်ခွာသွားခဲ့ပါတော့တယ်။နောက်တနေ့မနေ့ခင်းကိုရောက်တဲ့အခါမှာတော့ဆရာတော်ကနှင်းနှင်းအတွက်ရည်စူးပြီးတော့တရားပေးပါတယ်။အဲဒီနောက်မှာတော့ဥမြမောင်ပါဝင်တရွာလုံးရဲ့နှုတ်ကနေနှင်းနှင်းကျွလွတ်စေရန်တာရုအနုမောဒနာခေါ်ခဲ့ကြပါတယ်။ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစွန်းနဲ့တိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။